ီရစ်စီယမ်လို့ပဲကလစ်ပုံစံမိုက်ဆာဒီဇိုင်းနဲ့နောက်25မော်တဲ့ Canva Vogue Leo EV ဆိုင်ကလေးဒီအပိုင်းဈေးကွက်ထဲကိုပြန်လည်ရောက်ရှိလာပါတယ်။ဒါကြောင့်ဒီကနေ့မှာတော့ Motonic ရဲ့ဆိုင်ကချစ်တူမိတ်ဆွေတွေအတွက်အဲ့ဒီ EV ဆိုင်ကအကြောင်းကို review လုပ်ပေးတော့ကြပါတယ်။အားလုံးမင်္ဂလာပါ။ကျွန်တော်ကြောကြောအောင်ပါ။ Motorbike Order တယောက်ဖြစ်ပါတယ်။ဗရီချောင်းလုံး80 volt 23 ampere နဲ့ထုတ်လုပ်ပေးထားတဲ့ Canva Vogue Leo EV ဆိုင်ကနောက်25မော်တဲ့ကအခုဆိုဈေးကွက်ထဲမှာအယောင်တွက်နေပါတယ်။ အဓိကတော့သူ့ရဲ့ဒီဇိုင်းကကလစ်ဘင်းပုံစံနဲ့အမိုက်စာဒီဇိုင်းဖြစ်နေလို့ပါဘဲဝဲတွတ်တွတ်လိုင်စင်လေးနဲ့တက်တန်းနဲ့စည်ရင်းလေးစီးကွင်းရမှာလဲအတာကျစ်လို့ပြောရမယ်နောက်25မော်တဲ့ Camvo Voglio EV ဆိုင်ကမှာမော်တော်ဝက်ကို1500မော်တော်ဝက်3မီတာအကြောင်း15ဒီဂရီမတ်တဲ့တောင်တလန်းနေမှာကောင်းကောင်းကြီးမောင်းနှင်သွားလာနိုင်ပါပါမောင်းနှင်တဲ့အမြန်နှုန်း speed battery voa gear 1 2 3စတဲ့မတ်တာတွေကို LED တိုင်ခွင့်မှာပြတ်တပ်ပေးနေမှာဖြစ်သလိုထူးခြားတာကဆိုင်ကလက်ကင်မှာ big gear ခလုတ်ပါတီးတဲ့ထက်တွင်းပေးထားတယ် ဆိုလိုချင်တာကပကင်ရနာချင်းဒါမှမဟုတ်ဈေးဝယ်သွားချင်းဆိုင်ကယ်ဝိတ်လေးလို့နောက်ပြန်ဆုတ်တဲ့အခါမတွန်းနိုင်ဘူးဆိုရင်ဆိုင်ကယ်ပေါ်မှာလူတရင်နဲ့ပိတ်ကီယာခလုတ်နှိမ့်လျုံပါပဲဆိုင်ကယ်နောက်ဆုတ်ချင်းလွလွကူကူနဲ့ရွှေ့လို့ရမယ်ဆိုတဲ့တဘောပါရှိကိုရောနောက်ဝေးပါခိုင်ခန့်နဲ့ဒလင်နှချောင်းတွဲရဲ့စီနဲ့ဒလစ်ဆယ်ချောင်းပါဝင်တာတွေ့ရတယ်။ရှစ်တရာကို1104စိုက်ကျွပလစ်တာတက်ဆင်ပေးထားသလိုနောက်တရာကို1184စိုက်ကျွပလစ်တာတွေတက်ဆင်ပေးထားတယ်။ နောက်နှစ်ငါမော်တဲ့ကမ်ဗိုဗော့ဂလီယို EV ဆိုင်ကမိုင်40ကျော်မောင်းနှင်သွားလာနိုင်မှာဖြစ်သလိုအမြင့်ဆုံးတော့စပီက89ကီလိုမီတာအထိ မောင်းနှင်သွားလာနိုင်မှာပါ top business ကယိုဂီနဲ့ဖြစ်ပေမဲ့တခုရံနေကာကွယ်ဖို့အလန့်ချစ် business ပါဝင်လာသလိုဆိုင်ကယ်ကိုဆွရှုမြအောင်မော်တာကိုလောချပေးတဲ့ antity လုံခြုံရေးစနစ်လည်းပါရှိလာတယ်။ shift brake နဲ့ non brake ကို disc brake တွေတုံးပေးထားပြီးတော့ shift box ဆိုရင် telescopic fork တုံးပေးထားတယ်။ နောက်ပေါက်ဆိုလဲညင်ညုံးကြံခံနဲ့ Spring Fog ကိုတုံပေးထားတာပါအတွင်ချိန်က Battery Zero ကနေတရရခိုင်နှုန်းအထိကို6နာရီနဲ့7နာရီကြာကြာမယ် pretty atom mock ကိုမိုးလုံးလေးလုံးရှိမဲ့2 volt ထဲမှာထပ်သွင်းပေးထားတာ emergency zombie ပါပါဝင်တာတွေကကျွန်တော်ကိုယ်တိုင်တဘောကြမိတဲ့အခြေတွေပါဒါပေမဲ့2 volt ကျင်းတာကိုတော့ဝင်မကြလာဘူးဒါကအပွင့်လုံးပြောတာ အော်တိုဆိုင်ကရီနီဒူဖိနိုင်ကုံကလက်စရီဆန်ဆန်နဲ့ထိုင်ရတာဤစစ်နေတာမောင်းနှင်နဲ့ကားစမတ်ကြတာရှီမီရီကအလီရီမီရီတုံးပေးထားတာစားနာရီကမြင်းနဲ့ဒူတိုင်းကိုဆွဲဆောင်စေမှာတေကြပါဗျ။ ူကြတာကဆိုင်ငယ်လက်ကန်ရောက်ကရှင်အကိုထက်မှာ type c ပေါက်ရော usb ဖုန်းဝတ်တွန်းပေါက်ပါနှမျိုးနှစပါဝင်တာကြောင့်အရေးပေါ်ဖုန်းဝတ်တွန်းကျင်သူတွေအတွက်အများကြီးအဆင်ပြေစေမှာပါ2025မော်တဲ့ canvo book leo ev ဆိုင်ငယ်မှာအတွင်း adapter ကို3လအမကန် battery ကို6လအမကန်ပေးထားပြီးတော့ motor နဲ့ control လာကိုတနည်းတည်းအမကန်ပေးထားတယ် အယောင်နေနဲ့ဆိုရင်အနစ်ရောင်အဖြူရောင်ခဲရောင်အပြားရောင်စတဲ့အယောင်လေးရောင်နဲ့ရွေးချယ်ရရှိနိုင်ပါပါအခု review လုပ်သွားတဲ့ round 25မော်တဲ့ Canvo Voglio EV Cycle ကိုဘယ်မှာဝယ်ယူလို့ရမလဲဆိုရင်မန္တလေးမြို့59လမ်းနဲ့134လမ်းတောင်က H5 Cycle Showroom မှာပါပရိမာကမ်ဘိုဗော့ဂလီယို EV ဆိုင်ကယ်ပါဝင်ကမ်ဘိုကန်နာ OWL နယူအမ်ဘိုဒိုင်ယန်လော်ဂျာနယူးဇင်းနဲ့စတဲ့တစိုက်တွေကစီစဉ်အရုပ်စို Dream Wonder CVR နဲ့အော်တိုဆိုင်ကယ်တွေအပြင်ကမ်ဘို EV ဆိုင်ကယ်တွေပါဈေးချိုဆုံးနဲ့ရောင်းချပေးနေတယ် 2024မော်ဒယ်နဲ့2025မော်ဒယ် brand new တွေကြီး license ပါကိုဈေးအချိုဆုံး customer service အကောင်းဆုံးနဲ့ရောင်းချပေးထားတယ်။ပြီးတော့အရေးကြစနစ်နဲ့ပါဝယ်ယူရရှိနိုင်ပါပါ။ဆိုင်ဖွင့်လာတာနှစ်ပေါင်း30ကျော်ရှိလာပြီဖြစ်တဲ့ H5 ဆိုင်ကယ်ရှိုးရုံးမှာအခုရပြုလုပ်သွားတဲ့ Canvo Vogue Leo EV ဆိုင်ကယ်ပါဝင် ရောက်ချပေးလာတဲ့ဆိုင်ကယ်တွေအားလုံးကိုတနည်းအတွင်းလက်ခအခမဲ့နဲ့ပြုပြင်ပေးနေတယ် ဒါကြောင့်ဒီလိုချင်းနေတဲ့မိတ်ဆွေနေနဲ့လီဗာတင်လိုက်တိုင်းမှာအင်ဂျင်ဆွေယုံကောင်းတာကိုလိုက်ရှာနေတယ်။လိုင်စင်မှာတရုတ်ဆိုင်ရဲ့ brand ဆိုငို့တနည်းအားဖြင့်မှာဆုံဆုံလင်းလင်းနဲ့ဈေးချိုဆုံးဝယ်ရွှေရှိခြင်းနဲ့ဆိုရင်မန္တလေးမြို့96လမ်းနဲ့134လမ်းတောက်မှာဖွင့်လှစ်ထားတဲ့ H5 ဆိုင်ရဲ့ရှုံးရှိနေတယ်ဆိုတာလိုင်းညွန်ပေးလိုက်ပါစေ။အားလုံးကျေးဇူးတင်ပါတယ်။နောက်ဒီမှာလည်းမိုတိုနီခဲဆိုင်ရဲ့ချစ်တူမိတ်ဆွေတွေအတွက်အခြားသောနာမည်ကျော်ဆိုင်ရဲ့မျိုးစားတွေကိုထပ်မံ review လုပ်ပေးတော့ပါဦးမယ်။